တရုတ်ဖိတ်ကော်ပြိုင်ပွဲမှာရွှေစိမ့်နှစ်ခုအထိစုဟုနိုင်ခဲ့တဲ့မြန်မာအပါဝင်တနိဒာအားကစားသတင်းများပရိသတ်များလုံးဝမိလားဗျာကောင်းထက် IMF ခွန်ရှိဝအေဂျင့်ကနေပြန်လဲကြိုလိုက်ပါရင်ဒီကနေ့မှာတော့နောက်ဆုံးရအားကစားသတင်းတွေကိုစူးစီးတင်ဆက်ပေးရပါရင်မန်ယူနောက်ခံလူဟောင်းရီယိုဖာရီနန်ကတော့ဒီလက်ဟာချဲစီကိုရွေးချယ်သွားခဲ့တဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ဂျင်းနေမိတဲ့အကြောင်းထုတ်ဖော်ပြောဆိုလာခဲ့ပါရင် ဒီလက်ကအထူးကျင့်တဲ့ဇာမတရားဖြစ်ပေမဲ့လက်ရှိအချိန်မှာမန်ယူကိုပြောင်းဖို့အတွက်အချိန်ကောင်းမကြောက်သေးဘူးလို့ဖာရီနန်ကထင်မြင်ယူဆနေကြတာပါဒီကြောင့်လည်းပတ်သက်ပြီးဖာရီနန်ကဒီလက်ကထူးချွတဲ့ကစားမတူဆိုတာသိကြပါတယ်။ဒါပေမဲ့အခုယူနိုက်တက်ကိုလာမယ်ဆိုရင်သူရောကလပ်အတွက်ပါမှားရွံ့တဲ့အချိန်နဲ့အချိန်ကာဖြစ်မယ်လို့ကျွန်တော်ခန်းစားရပါတယ်။ယူနိုက်တက်ကတွေးကြုံရှိတဲ့သူကိုလိုအပ်တာပါ။နောက်ထပ်လူငယ်တိုက်စင်မှုတို့ကိုလိုအပ်နေတာမဟုတ်ပါဘူး။ကျွန်တော်အများနဲ့ပြောဥပါရင်ယူနိုက်တက်လိုကလပ်အသင်းကြီးတွေမှာလူငယ်ပိုးတိုက်စင်မှုတွေဟာအတွေးကြုံရင်ကစားမတွေစီကနေတင်ယူဖို့လိုပါရင်ဥပမာပြောမယ်ဆိုရင်ရိန်းဦးနီဟာအတွေးကြုံရှိတဲ့ကစားမတွေစီကနေတင်ယူခဲ့တာကိုကျွန်တော်တို့တွေးကြရပါတယ်။တကယ်လို့လူငယ်ကစားမတွေကိုပဲလိုအပ်တယ်ဆိုရင်ကျွန်တော်တို့စီမှာချီလို BOB ရှိပြီးသားလေဒီတော့ပေါင်တန်းဆယ်ချီပြီးတော့ရင်းနှီးမြှုပ်နှံမှုထပ်မလို့တော့ဘူးလို့ကျွန်တော်ယူဆတယ်လို့ final ကသူ့ရဲ့ YouTube channel ကနေပြောသွားခဲ့ပါတယ်ချက်စီတင်ဟာသူတို့အသစ်ခေါ်ယူထားတဲ့တိုက်စင်မှုဒီလက်ကိုအသင်းရဲ့ကနဝင်ကျောင်းလမ်းမဲ့ကိုကိုပေးရလိုက်တယ်လို့သိရပါတယ်ဒီကျောင်းလမ်းမဲ့ကချက်စီမှာအခုနောက်ပိုင်းချိန်စာတင်နေတယ်လို့ပရိသတ်တွေကသတ်မှတ်ထားတာကြောင့်ဒီလက်ကိုမယူစေခြင်းပေမဲ့လေဒီလက်ကတော့ရဲရဲဝံ့ဝံ့ကျောင်းလမ်းမဲ့ကိုကိုဝစ်စင်ကစားသွားတော့မှလည်းဖြစ်ပါတယ်အိုဘာမီယန်ထွက်ခွာသွားပြီးချိန်ကလေးကချဲစီရဲ့ကျောင်းလမ်းမဲ့ကိုဟာလစ်လက်နေခဲ့တာဖြစ်ပြီးအခုလိုမျိုးဒီလက်ကိုပေးလိုက်တဲ့အတွက်ချဲစီအနေနဲ့နောက်ထပ်တိုက်စင်မှုအစ်ထမခေါ်တော့ဘူးလို့ခံမှန်းမှုတွေရှိနေကြပါတယ် နိုင်ဂျီးရီးယားလေရင်စင်ကစားမဟောင်းတူဖြစ်တဲ့ဂျွန် OPMK ကတော့လက်ရှိနိုင်ဂျီးရီးယားကျယ်ဝင်အိုဆင်ဟန်ကို sorry မှာကစားနေတာမမြင်ချင်ဘူးလို့ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ။အော်စီယန်ကဒီနေ့မှနာပိုလီနဲ့လမ်းခွဲဖို့တေချာသလောက်ရှိနေပြီ။ Sorry ကလပ်တွေအပြင်မန်ယူတို့လိုကမ္ဘာထိပ်တန်းထိပ်သီးကလပ်တွေကစိတ်ဝင်စားနေခဲ့ကြတာပါ။အော်စီယန်လိုကမ္ဘာအဆင့်တိုင်းစင်မှုတရားကိုတရားသက်ဒီရွယ်နဲ့ Sorry ပါသွားခစားတာကိုမမြင်ချင်သေးဘူးလို့မိခေကအကြံပြုပြောချလာခဲ့တာဖြစ်ပါရင်ဒီကြောင့်လည်းပတ်သက်ပြီးမိခေကကျွန်တော်သူ့ကိုဒီချိန် sorry ပါမတွေ့ကျင်သေးပါဘူးသူ့ကိုခေါ်ယူချင်တဲ့အိုရမထိတ်တီးကလပ်တွေထဲမှာအများကြီးပါပဲဒါကမှသူ sorry ကိုရွေးချယ်လိုက်မယ်ဆိုရင်တော့သူစားကျွန်တော်ရှက်မိပါလိမ့်မယ်လို့ပြောဆိုသွားခဲ့ပါတယ် ရိုနိုဖာနန်ဒက်ကိုလက်လွတ်လိုက်ရပေမဲ့ဆော်ရီကလပ်အင်လေကသူတို့ရဲ့ရွယ်ချက်တွေကိုအပြည့်အစုံမခံခဲ့ပါဘူးအခုဆိုရင်အင်တာမီလန်ကနေလမ်းခွဲလာခဲ့တဲ့နေပြကြီးအင်ဇာဂီကိုအင်လေကနှစ်နှစ်စာချုပ်နဲ့ခေါ်ယူခံရလိုက်ပြီးပြည်ပြီးလောက်ခလာစာအဖြစ်တစ်နှစ်ကိုယူရိုတန်30အထိပေးချေသွားမှာလည်းဖြစ်ပါရင်အင်လေကကလပ်ကမ္ဘာ့ဗလာပြိုင်ပွဲကိုဝင်ရောက်ရှင်မြိုင်ခွင့်ရရှိထားခဲ့တာကြောင့်ပြိုင်ပွဲမှာရလက်ကောင်းတွေပေါ်ဆောင်နိုင်ဖို့အတွက်မွေချင်းများစွာအသုံးပြုပြီးအသင်းကိုပြင်ဆင်နေခဲ့တာလည်းဖြစ်ပါရင် အခုဆက်လက်ပြီးပြည်တွင်းအားကစားသတင်းတပုတ်ကိုတင်ဆက်ရင်းနဲ့ဒီနေ့ဗီဒီယိုကိုညီကုန်းချုပ်ချင်ပါတယ်။တရုတ်အာဆီယံဖိတ်ကော်ပိုက်ကြော်ချင်းပြိုင်ပွဲရဲ့၄ရောက်တွဲပွဲစဉ်မှာမြန်မာပိုက်ကြော်ချင်းအသင်းကရွှေတိစိတ်နှစ်ခုဂျေတိစိတ်နှစ်ခုစုခုပြီးနိုင်ငံကုန်ကိုဆောင်ပြီးတော့အိမ်ပြန်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာအမျိုးသားအမျိုးသမီးပြိုင်ပွဲ၄ရက်အထိထည့်သွင်းချင်းမခဲ့ပြီးမြန်မာအသင်းကပြိုင်ပွဲတိုင်းမှာစုစည်းရယူကင်မြောက်နိုင်ခဲ့တာပါ။စီကိန်းပြိုင်ပွဲမှာလည်းနိုင်ငံကုန်ဆောင်ဖို့အတွက်မျှော်လင့်မိပါတယ်။အဆုံးထိကြီးစုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။ မင်္ဂလာပါဘောလုံးချစ်သူညီကိုများအချိန်ပေါ်မှာခံမဲ့ဖုန်းတစ်လုံးအင်တာနက်လိုင်းရှိုံနဲ့တောင်းထက်ဘောလုံးအေဂျင်စီမှာလွဲကူစွာနဲ့ဘောလုံးစားလို့ရတယ်နော်နေ့စဉ်လီပေါင်းစုံဘောလုံးပွဲပေါင်းစုံကိုတနေရာထဲမှာစောက်စားနိုင်ပြီးအိုင်မတ်ခွန်ရှိကိုပါဆိုရင်ဘော်ဒီမောင်းတာမကဘောလုံးပွဲတစ်ပွဲကိုရှူတောင်းပေါင်းစုံကနေစားနိုင်အောင်မှာဖြစ်ပါလိမ့်အကောင့်တဲ့ဆရာကန်တို့ယူနိဖြစ်၅ကန်တို့ပေးတဲ့ပြင်အေဂျင်တတန်၄နှစ်ကြာပြီးတော့နာမည်ပြန်မရှိယုံကြည်စိတ်ချတာကြောင့်ကောင်းထက် Facebook ကောင်းကနေဖြစ်စေဖုန်းနဲ့ Viber 3996 3996 3936ကနေဖြစ်စေဆက်သွယ်နိုင်ပါလိမ့်ဗျာ